ရိတ်သက်ရောလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခင်မှုပါဆိုတော့ဒီနေ့မှာတိကျပြိမဲ့ဇာကားလေးကြောင်းပြောခင်ထုံးစားတိုင်းပဲ channel subscribe လုပ်ရသေးတယ်သူများရှင်လှူထားပေးပြီးတော့တေးကြတာနောက်တစ်ခါကျွန်တော်ကို support လုပ်ပေးခြင်းနဲ့သူများများစွာရှိတော့ကျွန်တော်ကအတက်သီးတဲ့အတွက်တခုတည်းသောနီလိုင်းလေးဖြစ်တဲ့ VPN လေးဖွင့်ပြီးတော့ကြည်ပေးကြဖို့ကိုအထူးမြတ်တာရဲ့ခင်ဗျာစီကဲဆိုတော့ဒီနေ့မှာတိကျပြိရွေးချယ်တာဇာကားကတော့2024တုန်းကထွက်ရှိခဲ့တဲ့ back of line ဆိုရယ် horror ဇာကားလေးပါကျွန်တော် horror ဇာကားတွေမတင်ဆက်ပေးရတာကြာပြီအခုနောက်ပိုင်းမှာကြွေးကြံတွေကိုဖြတ်ဖို့စဉ်းစားနေတဲ့ ဇက်ကားဘောင်းစုံမတင်ဆက်ပေးနိုင်တော့လဲခွင့်လွှတ်ပေးပါဆိုတော့ဒီကားလေးကိုကျွန်တော်ကြားဖြတ်ပြီးတော့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့ဒီဇက်ကားကိုချေးရတဲ့လူတယောက်ကိုကယ်ဖို့အတွက်မလုံသင့်မလုံထိုက်တဲ့အစီရင်ကိုလက်ဆင့်ကမ်းပြီးတော့လုတ်ခဲကြတဲ့အကြောင်းကိုအခြေခံပြီးတော့ရိုက်ကူးထားတာပါဒီဇက်လမ်းမှာဆေးပညာတဲ့အောင်ကုသဖို့လက်မခံတော့ကင်ဆာယောဂါခံစားနေရတဲ့အမျိုးသမီးအတွက်ခင်မုန်းတယ်ဟာဘလို့မျိုးမလုံသင့်တဲ့အစီရင်လေးနဲ့သွားပြီးတော့လုတ်လိုက်လဲဆိုတော့ကိုတော့သူတို့ကြည့်လိုက်အောင်ပါ let's go 2024ခုနှစ် trust sheet ထားခဲ့တဲ့ back of lines ဖြစ်ပါတယ်ခင်ဗျာ thank you ဇလန်းအစားမှာတော့ကလဲဆိုတဲ့ကောင်မလေးဟာကင်ဆာရောဂါကိုခံစားနေရပြီးတော့မောပန်းနေတာကြောင့်အခန်းထဲမှာဆရာဝန်ခေါ်ပြီးတော့ကုသပေးနေရပါတယ်။ကလဲကတော့ဆရာဝန်မသူ့ကိုဆေးထိုးရတဲ့ထိုးတာတွေစမ်းသပ်တာမျိုးတွေမလုပ်စေချင်တော့ပါဘူး။ဒါမဲ့မတ်ဆိုတဲ့ကောင်လေးကတော့ကလဲကိုဘာမှမခွဲစိတ်သလိုဆေးလည်းမသွင်းတော့ဘူးလို့ဂရီပေးလိုက်ပါတယ်။အဲဒါကြောင့်ကလဲလေးလက်ခံလိုက်ပြီးတော့ဆရာဝန်မကတော့ကလဲစီကသွေးတွေဖောက်ယူလိုက်ပါတော့တယ်။အဲဒါမှာတော့မတ်ကဆရာဝန်မကိုခေါ်ပြီးတော့တိုင်ပင်စရာရှိတာကြောင့်အပြင်ကိုခေါ်ထုတ်သွားပါတယ်။ကလဲကတော့မတ်အပြင်မထွက်ခင်မှာသူ့ကိုဆက်ကူဘူးတဲ့ကဟင်းသီးဟင်းရွက် ကြည်ရည်တပူးလောက်ယူပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲနောက်မှာတော့မက်ကကလဲဆီကနမူနာယူခိုင်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးသူ့အတွက်စိတ်ထဲအစ်စ်မဖြစ်သေးကြောင်းဆောင်မကိုပြောလိုက်ပါတယ်။ဆောင်မကတော့သူ့ကိုတက်ခွဲကန်းလူကကူညီမှာဖြစ်လို့အဖြေကို online ပေါ်ကနေမတွေ့စရာဘူးလို့ပြောလိုက်ပါတယ်။အဲနောက်ဆောင်ကစက်ကူဘူးတွေကအေးဘူးတွေကဘာတွေလဲလို့မေးလိုက်ပါတယ်။မက်လည်းဟင်းနူးနယ်ကလိုရိုဖီးဘီတာကယ်ရိုတင်မုံလောက်ဦးတွေပေါင်းထားတဲ့ဟင်းသီးဟင်းရွက်ကြိတ်တာတွေဖြစ်ပြီးတော့ကလဲကလည်းအကျိုးရှိမယ်ထင်လို့လောက်ခိုင်းထားတာလို့ပြောလိုက်ပါတယ်။အဲနောက်မက်ကကလဲမဟုတ်ပဲ သူအိမ်မဆိုးမတ်နေတာလွန်ခဲ့တဲ့ရှစ်ပတ်ထဲကမတ်နေတဲ့အကြောင်းဆရာမကိုပြောပြလိုက်ပါတယ်ဆရာမကလည်းကီမိုရက်လိုက်တဲ့အချိန်ကလားလို့မေးလိုက်ပါတယ်တကယ်တော့မတ်ကဆရာမကိုလမ်းကြောင်းလွှဲနေခဲ့တာဖြစ်ပြီးတော့ဟယ်ရူကတော့ကလေးရဲ့အခန်းထဲကိုခိုးဝင်နေခဲ့ပါတယ်အဲနောက်ဆရာမပြန်ဝင်မဲ့အချိန်ဟယ်ရူရောက်လာပြီးတော့ကလေးကအိမ်သာကိစ္စတွေလုပ်နေရဖြစ်လို့မဝင်ဖို့တားလိုက်ပါတယ်သူနဲ့ဆရာမကိုပါထုတ်နိုင်ခဲ့ပြီးတော့မတ်နဲ့ဟယ်ရူကသွေးနမူနာကိုယူနိုင်ခဲ့ပါတယ်ဟယ်ရူကတော့တကယ်လို့ဆရာမကသာအိတ်ကိုစစ်ဆေးမိသွားရင် ရောလို့မေးလိုက်တာကြောင့် မက်လည်းအချိန်လေးကြည့်ဖြေရမှာပေါ့လို့သာပြန်ပြောလိုက်ပါလေ။အဲဒါမှာတော့မက်ဟာဘားတစ်ခုရောက်လာပြီးတော့ချိန်ထားလူနဲ့တွေးဖို့စောင့်နေပါလေ။ပြီးတော့လူတယောက်ရောက်လာပြီးတော့မက်သူကင်ပီလာလို့သူ့ကိုလာပြီးတော့မေးပါလေ။သူကတော့ ever even ဖြစ်ပြီးတော့မက်စောင့်နေတဲ့လူပဲဖြစ်ပါလေ။အဲတော့မက်ကသူယူလာခိုင်းထားတဲ့ပစ္စည်းယူလာရလာလို့ ever ကိုမေးနေပါလေ။ ever ကတော့ယူလာပေမဲ့လောလောဆယ်တော့မက်ရဲ့ကားပေါ်ရွှေ့မရဘူးလို့သာပြောလိုက်ပါလေ။ ever ကဒီကိစ္စကိုမတ်တကယ်လို့လှုပ်ချင်နေတာတေးကြလားလို့မေးလိုက်တာပါအဲ့ဒါမှတော့ drone နှစ်ယောက်ကလေးလံတဲ့ပစ္စည်းတစ်ခုကိုမလာပြီးတော့ မတ်အိမ်ထဲကိုရွှေ့လာပါလေကလေးကတော့အခန်းထဲမှာဆေးလိပ်တောင်းနေခဲ့ပြီးတော့ဟယ်ရိုလည်းမှုန်လွန်းလာကြအောင်အပြင်ကိုထွက်လာခဲ့ပါလေဂျိုနဲ့အေဗန်နဲ့မတ်လည်းအတွင်းဘက်ကျတဲ့အခန်းထဲကမြေအောင်ခန်းထဲမှာအဲ့ဒီအထုပ်ကိုရွှေ့ထည့်လိုက်ပါလေအဲ့နောက်မှာတော့အေဗန်ကမတ်ကိုမှောင်နေတိဆောင်ပြီးတော့မှဖျောင်းနိုင်ထိုးပြီးတော့ဂျမ်းမြေပေါ်မှာထားခိုင်းလိုက်ပါလေပြီးတော့မှအိတ်ကိုဖြွင့်ပြီးတော့ကလေးသွေးကိုအိတ်ထဲကအရာရဲ့ဗစက်ထဲတုံလိုက်ဖို့ပြောလိုက်ပါလေမတ်ကဒါတွေအားလုံးလုပ်ပြီးရင်အနောက်ကိုဆုပ်ပြီးဖြစ်ချင်တာကိုတစ်ချိန်မဲပြောဖို့အေဗန်ကမှားလိုက်ပါလေ ပြီးရင်တော့အဲ့ဒီအိတ်ထားထားတဲ့ဒီခန်းထဲကိုမတ်အနေနဲ့ဘယ်တော့မှပြန်မလာဖို့ Ever ကပြောလိုက်တာပါမတ်လည်းဖြစ်ချင်တာဖြစ်လာဖို့ဘယ်တော့ကြာမလဲလို့ Ever ကိုမေးလိုက်ပါတယ် Ever ကလည်းဖြစ်ချင်တာဖြစ်ဖို့အတွက်၃ရက်ကြာပြီးလှုပ်ပြီးသွားရင်တော့စီကန်းချက်၃ချက်ရှိတယ်လို့ပြောလိုက်ပါတယ်အဲ့ဒါကတော့အိတ်ကိုစကားမပြောဖို့မကြည့်ဖို့နဲ့မထိဖို့ပဲဖြစ်ပါတယ်မတ်လည်းသူ့လိုလူကောင်းကဘာလို့အိတ်ကိုစကားပြောရမှာလဲလို့မေးလိုက်တာပါ Ever ကတော့လူတွေဘာလို့ဒါကိုလှုပ်လဲသိလားလို့မေးပြီးတော့စီကန်းတိုင်းလိုက်နာဖို့မတ်ကိုသေးချာသတိပေးလိုက်ပြန်ပါတယ်အဲ့ဒါမှတော့ကလဲဟာသူဖန်တီးထားတဲ့ ဒေဂီတာတစ်ခုကိုမက်ကိုနားထောင်ခိုင်းပါတယ်မက်ကတော့ကလဲလှုပ်ထားတာတော်လေးကောင်းတယ်လို့ပြောလိုက်ပေမဲ့ကလဲကငကုံမူလအကျန်းကိုပဲပို့ပြီးတော့ကြိုက်နေတာပါအဲဒါမှတော့ကလဲကသူဖန်တီးခြင်းနဲ့တချင်းချောင်းသူရီမန်းထားတဲ့ပုံစံတွေကိုပြောပြနေခဲ့ပါတယ်အဲဒါကြောင့်မက်လည်းသူ့စိတ်ထဲမှာနေရာယူနိုင်တဲ့ကလဲဂီတာပုံစံကိုသဘောကျနေပြီးတော့ချီးမွမ်းနေပါတယ်ဂျိုနဲ့ကလဲနဲ့မက်တို့ကဂရင်းမမအယုတ်ဆက်နေတဲ့စကားတွေပြောနေခဲ့ကြပါတယ်ကလဲကတော့မက်ပြင်သွားတော့ကဟဲရူလာခဲ့တာကြောင့်မြေရောက်ထက်ကြောင်းမေးပေမဲ့ဘာမှပြန်မပြောခဲ့တဲ့အကြောင်းမက်ကိုပြောပြနေပါတယ် မက်ကတော့အဲ့ဒါကမိသားစုရဲ့အမွေနဲ့ပါပဲလို့ပြောလိုက်တာကြောင့်ကလဲကသဘောကျပြီးတော့ရီးလိုက်ပါလေကလဲကတော့သူတို့နှစ်ယောက်သူမသိပဲဘာမှမဟုတ်တာတွေလုပ်နေရလေလို့မေးလိုက်တာပါအဲ့တော့ကလဲကစကားပြောတာကြားရင်လည်းမောပြီးတော့အံပါတော့တယ်ကလဲကတော့ယောက်ျားဖြစ်သူမက်ကဒီထက်ပိုကောင်းတာနေနဲ့ထိုက်တန်တယ်လို့ပြောလိုက်ပါလေမက်ကတော့ကလဲကိုချစ်တာကြောင့်အမြဲတမ်းအေးတူပူမြပါပဲလို့သာပြန်ပြောလိုက်ပါလေအဲ့တော့ကလဲကမက်တို့မြေအောင်ခန်းမှာဘာတွေလုပ်နေလဲလို့မေးလိုက်တာပါမက်ကတော့သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်တစုံတစ်ခုကိုရှာတွေ့သွားပြီလို့ပြောလိုက်ပြီး ်ပြန်ပြီးတော့ပေးဆက်မှာတော့ရှိတယ်လို့ပြောလိုက်ပါတယ်။အဲကြောင့်ကလေးကလည်းစိတ်ဝင်စားသွားပြီးတော့ဘာပြန်ပေးဆက်မှာလဲလို့မေးလိုက်တာပါ။မက်ကတော့ကြောင်တောင်တောင်နဲ့ရက်ကြည့်နေပြီးတော့မတည်ဘူးလို့သာပြန်ဖြေခဲ့ပါတယ်။ကလေးကတော့မက်ဈေးကြောက်တွေတောက်နေသေးလားဆိုပြီးတော့မေးလိုက်တာပါ။ကလေးကလည်းအရင်ကလိုမတောက်နိုင်တော့ပဲအခုတော့ကင်ဆာဖြစ်နေပြီလို့ပြောလိုက်ပါတယ်။အဲညာမှာတော့မက်က effect ခိုင်းတဲ့အတိုင်းလှုပ်လိုက်ပြီးတော့အစင်လိုက်လုပ်နေခဲ့ပါတယ်။ပြီးတော့မက်ကနောက်တလန်းဆုပ်ပြီးတော့ကလေးကနေကောင်းပြအောင်လှုပ်ပေးဖို့စူတောင်းလိုက်ပါတော့တယ်။တို့တဲ့မက်ကအပြင်ကိုပြန်ထွက်လာပြီးတော့တကားပိတ်လိုက်တဲ့အချိန်မှာ လက်ထဲကမိကြီးကတကားအောက်ထဲဝင်သွားခဲ့ပါလေပြန်မွေမှုပြောထားရမယ်မိကြီးကောင်းအောင်မဖြစ်လို့မတ်လဲတကားပြန်ဖွင့်ကလေးဘက်ကုန်းပြီးမိကြီးကိုယူလိုက်ပါတော့တယ်နောက်နေ့မနက်မှာတော့မတ်ကဟဲရိုကိုကလဲအတွက်စတူဒီယိုပြင်ဆင်ခိုင်းမှာတော့တယ်ကလဲကိုစတူဒီယိုထဲအားသင့်အောင်လုပ်ပြီးတော့သဘောကျအောင်လို့လုပ်ချင်တာပါအဲတော့မတ်လဲဟဲရိုနဲ့စကားပြောရင်းနဲ့ကလဲကထက်ခါထက်ခါခေါ်နေရကြောင်းအပေါ်ထက်ကိုပြေးကြည့်ပါတော့တယ်တို့နဲ့မတ်တယောက်ခန်းတကားကိုဖွင့်ကြည့်တဲ့အခါမှာတော့ကလဲကအတော်လေးကိုအိမ်မောကြနေခဲ့တာပါအဲကြောင့်မတ်လဲအဲဘက်ကိုဖုန်းခေါ်ကြည့်ပြီးမြဲ မရတာကြောင့်အတန်မန်းစီတာခြံထားလိုက်ပါတယ်မက်ကတော့အခုလောဆယ်ထူးဆန်းတာတွေဖြစ်နေလို့ဖုန်းပြန်ဆက်ဖို့ပြောလိုက်ပါတယ်အဲနောက်ဖုန်းဝင်လာပြီးမက်ကန်လိုက်တဲ့ခါမှာရည်တံကိုကြားလိုက်ပြီးတော့ကြားသွားပါတယ်ဒုံနဲ့မက်တယောက်ဟင်းသီးရွက်ကျိတ်ဖို့ပြင်နေတုန်းဘေးကနေစပီကာကအတန်ကြီးထွက်လာခဲ့တာပါဒါကြောင့်မက်လည်းအအောင်မဆိုင်နိုင်တော့ပဲလီနေတဲ့ဓာတ်နဲ့လက်ကိုထိသွားပါတော့တယ်အဲချိန်စပီကာကနေထပ်ဖြစ်နေပြီလားဆိုတဲ့စကားကိုအခါပေါင်းများစွာကြားလိုက်ရတာကြောင့်မက်တယောက်လန့်သွားခဲ့ရပါတယ်ဒုံနဲ့အင်ညာမှာတော့ကလဲနဲ့ဖော်လာနေပေးတဲ့မက်က မျက်နာမကောင်းဖြစ်နေအောင်တခုခုဖုံးကွယ်ထားတဲ့မက်ကိုမေးခွန်းနေမေးပါတော့တယ်မက်ကတော့သူအစဉ်ပြေပြီးတော့ကလဲလုံးနေတဲ့ဂီတဘလို့နေလဲလို့ပဲမေးလိုက်တာပါအဲနောက်ကလဲကသူတို့ resting plane ရတော့ငါအချိန်တွေမှတ်မိသေးလားလို့မက်ကိုမေးလိုက်ပါတယ်ကလဲကတော့မက်သူ့ကိုဝိုင်းနဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့ fan cast အကြောင်းကိုစိတ်ဝင်စားမိသွားတယ်လို့ပြောလိုက်ပါတယ်အဲနောက်မှာတော့ကလဲကမက်ပြောပြခဲ့တဲ့ဝိုင်းလုံးရင်လိုအပ်တဲ့အသီးပုံစံအကြောင်းကိုပြန်ပြီးတော့ပြောပြနေပါတယ်ကလဲကတော့ရင်းနဲ့မောသွားတာကြောင့်ရုတ်တရက်ချောင်းတွေဆိုးလာခဲ့ပါတယ် အဲကြောင့်မက်လေးထွေးကံမြ мян ယူပြီးတော့ကလဲအံမို့ထိုးပေးလိုက်ပါလေကလဲကတော့သူမအံကျင်တာကြောင့်လက်ကပြလိုက်တဲ့အတွက်မက်ကအသင်ပြောထားတဲ့ဟင်းသီးဟင်းရွက်အရေကိုတိုက်လိုက်ပါလေအဲနောက်မက်ကကလဲစေးလေးတောင်းနေတာတော့မဟုတ်ဘူးမလားလို့မေးလိုက်ပါလေကလဲလည်းမက်ကိုစိစိကြည့်ပြီးတော့တကောကလူပြန်ဟင်းနေရလားလို့ပြန်ပြောလိုက်ပါလေအဲနောက်မှာတော့မက်ကကလဲကိုအေးအောင်ဝင်နှုတ်ဆက်အနမ်းပေးပြီးတော့တိတ်လိုက်ပါတော့တယ်အဲညမှာတော့မက်အိတ်နေတော့နောက်ကနေမက်နာမည်ကိုခဏခဏခေါ်တဲ့တန်ကိုကြားနေရတာပါမက်လည်းမီးဖွင့်ကြည့်တော့ဘာမှမတွေ့ပဲတကားပြင်းကနေကလဲကသူ့ကိုပေးဝင်မလားလို့မေးလိုက်ပါလေ အားကြောင့်ဘက်ကတကားဖွင့်ကြည့်တဲ့အခါမှာတော့ဘယ်သူမှမတွေ့ပါဘူးအဲနောက်လေးတန်းတိုးတိုးလေးနဲ့ကန်စားကသူ့မဟုတ်ပဲမက်ဖြစ်ရမှာဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်မက်လည်းအတန်လာကိုလိုက်ပြီးတော့နားထောင်ကြည့်နေသူ့ကလေးနာကအပေါက်သေးသေးလေးကနေကြားနေရမှန်းကိုတီးသွားခဲ့ပါတယ်ပြီးတော့အဲ့ဒီအောက်ထက်ကနေသူကဒီလိုကန်စားဖြစ်လာဖို့ထိုက်တန်တာဘာမှမလုပ်ထားဘူးလို့ပြောလိုက်ပါတယ်မက်လည်းဘာမှမပြောနိုင်တော့ပဲငုတ်တုတ်ထိုင်ချလိုက်ပါတော့တယ်အဲ့နောက်မှာတော့မက်ဟာကလေးအခန်းထဲကိုဝင်ချလာပါတယ်ကလေးလေသူနေရာခန့်နေမှမက်ဘလို့တီးလာလဲလို့မေးလိုက်တာပါ အဲနောက်မက်ကကလဲဘေးနားမှာလာထိုင်ပြီးတော့ကလဲခုနကတိုးတိုးလေးပြောနေရလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့ကလဲကဘာအပြန်မဖြေတာကြောင့်မက်လည်းဒီတိုင်းပဲထားလိုက်ပါတော့တယ်။ကလဲကတော့သူ့ကိုနောက်ထပ်အချိုးကြီးထပ်ပေးရင်ကောင်းမယ်လို့ပြောလိုက်တာကြောင့်မက်လည်းထပ်ပေးလိုက်ပါတယ်။အဲနောက်ထိုင်ကုန်မမအိတ်နေတဲ့မက်စီကိုဖုန်းတကောဝင်လာပြီးတော့ကိုချစ်တဲ့လူတယောက်ရိုးကင်စာကြောင့်စုတ်ပြတ်သွားတာမြင်ဘူးလားလို့ဖုန်းထဲကလမ်းမေးနေပါတယ်။အဲကြောင့်မက်လည်းကလဲအတန်နဲ့တူတဲ့အတွက်အခန်းထဲဝင်ကြည့်တဲ့အခါမှာကလဲကအိတ်နေခဲ့ပါပြီ။ပြီးတော့ဖုန်းထဲကနေရိုးကင်စာကြောင့်လက်တွေခြေတွေနေမကပဲ ဥကောင်းကုံရောပဲလို့ပြောပြီးတော့ဇဲရီကသူတို့ကိုပိုင်အယိုးတွေထုံနေတာထိမနိုင်ထိမနိုင်ပဲလို့ပြောလိုက်ပါလေပြီးတော့လဲစူးသေးသေးလေးတွေကသူ့ရဲ့တ िश ူးတွေကိုတွန်းနေတာကြောင့်နာချေမှုကဒဏ်မခံနိုင်အောင်ဆိုပေမဲ့မတ်ကတော့ရက်ကြည့်နေတာပဲလို့ဖုန်းထဲကပြောလိုက်ပြန်ပါလေမတ်ရဲ့လောရက်တွေကအေးမပါဘူးလို့ပြောခံလိုက်ပြီးနောက်မှဖုန်းကကြာသွားခဲ့ပါလေအဲ့တော့မတ်ကကလေးခန်းထဲကပြန်ထွက်လာတဲ့ခါမှာကလေးကကျန်တဲ့ချိန်လေးကိုပဲပြောအောင်နေပြီးတော့ပေးသေးလို့မရဘူးလားလို့ဘေးတန်ကိုကြားလိုက်ရပါလေ ပြီးတော့မက်ကတကူကောင်းဆန်နဲ့လူပဲလို့ပြောလိုက်တာကြောင့်မက်လည်းစိတ်ဆိုးပြီးတော့ပါဇက်ပိတ်ဖို့អော်လိုက်ပါတယ်အဲနောက်တကားခေါက်တန်ကြားတာကြောင့်သွားဖွင့်တဲ့အခါမှာဟေရိုဖြစ်နေပြီးတော့ဟေရိုကတော့တောက်ဖို့စားဖို့အတွက်လာခဲ့တာပါဟေရိုကတော့မက်အိမ်ကိုလာပြီးတော့ခေါက်ရိုက်နေနဲ့သူ့ရင်မိမအီမီမှာအရင်ယောက်ျားနဲ့ရတဲ့တားရှိနေလို့ပြောလိုက်ပါတယ်အဲဒီကလေးနာမည်ကဒေါ်မီဖြစ်ပြီးတော့သူ့စီမှာအောင်ကျော်ဆဲကင်ဆာဖြစ်နေတာအချိန်မီမတိလိုက်ဘူးလို့ဟေရိုကပြောပြပါတယ်အဲကြောင့်တော်မီဆုံးတဲ့အချိန်မှာအေမီရဲ့စိတ်ကလုံးဝထိုးကျသွားခဲ့တယ်လို့မက်ကပြောပြနေတာပါ။ ဲတက်ကအေမီယာသူ့ကိုသူအပြစ်တင်ပြီးတော့အဲ့ဒီစိတ်ကပဲသူ့ကိုချောက်လန့်နေခဲ့တဲ့ပြင်ညာဘက်တွေမှာသူ့သားကိုတွေ့နေရပါတယ်လို့ပြောလာကြောင်းဟယ်ရူကပြောပြနေပါလိမ့်အဲဒါကြောင့်ဟယ်ရူကမက်ကိုအေမီလို့မဖြစ်စေချင်ခဲ့တာပါအဲ့ဒီစိတ်ကသူ့ကိုတသက်လုံးအပြစ်ရှိတယ်လို့ခံစားစေရလို့ပဲဖြစ်ပါတယ်အဲ့လိုလွှမ်းမိုးသွားတဲ့စိတ်ကိုမက်စီမာလာပြီးတော့မဖြစ်စေချင်တာကြောင့်ဟယ်ရူကအခုလိုလာပြီးတော့ပြောပြနေရခြင်းပါအဲ့ချိန်ဟယ်ရူရိုက်လိုက်တဲ့ဘောလုံးကမက်အိတ်ထားတဲ့အခန်းထဲကိုလိမ့်ဝင်သွားခဲ့ပါတယ်အဲ့ကြောင့်ဟယ်ရူလည်းနောက်အခန်းထဲကိုဘောလုံးသွားကောက်ဖို့သွားနေချိန်မှာမက်ကတော့မသွားဘူးပြောလိုက်တာပါ ဒါပေမဲ့ဟေရိုကသူသွားယူုံပဲလို့ပြောနေတဲ့အတွက်မက်ကထပ်တားပြီးတော့မနက်ဖြန်မှသူယူပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဟေရိုကတော့ဆယ်ပေးပဲဝေးတာပါကွာလို့ပြောလိုက်ပေမဲ့စိတ်မရှိတော့တဲ့မက်ကတော့ဘောလုံးဒီတိုင်းပဲထားဖို့အော်ဟစ်ပြောလိုက်ပါတော့တယ်။ဂျုံနဲ့ဟေရိုလည်းသဘောပေါက်သွားပြီးတော့တောင်းမှန်လိုက်ပေမဲ့မက်ကတော့ဒီချိန်သူ့အိမ်မှာလာဆော့နေတာတောင်ပြောဆိုနေပါပြီ။အဲနောက်မက်ထွက်သွားတဲ့အချိန်မှာတော့ဟေရိုလည်းအခန်းထဲကြီးဝင်ပြီးတော့ဘောလုံးသွားကောက်ပါတော့တယ်။ဟေရိုကဘောလုံးကိုကောက်ပြီးတော့ချက်ချင်းပြန်မထွက်ပဲအိတ်ကိုစိုက်ကြည့်နေပါသေးတယ်။ အဲ့နောက်မှာတော့ဟေရိုတယောက်ဘောလုံးမှာယူပြီးတော့အခန်းထဲကနေထွက်လာခဲ့ပါတယ်။ညောင်တော့အေဗျွန်နဲ့မတ်ဟာသူ့ခန်းဝါနာရက်နေတဲ့ဇုံတယောက်ကိုမြင်ပြီးတော့လန့်ဖြန့်သွားပါတယ်။ခန်းဝါမှာရက်နေတဲ့မိန်းမမတ်ကိုအတော်ကြာစိုက်ကြည့်နေပြီးတော့သူ့ရဲ့လက်တစ်ဖက်ကိုစန့်ထုတ်လိုက်ကပုံတံတန်တစ်ခုလှုပ်ပြနေပါတယ်။အဲ့ဒီမြင်ကွင်းကြောင့်မတ်လည်းအတော်လေးကိုလန့်သွားပြီးတော့ဘေးကမိအိမ်ကိုဖွင့်လိုက်တဲ့အခါမှာတော့အမောင်တဲမှာရှိနေတဲ့အဲ့ဒီမိန်းမပျောက်ကွယ်သွားခဲ့ပါတော့လေ။နောက်နေ့မနက်မှာတော့လမ်းအပြင်ကနေမတ်ကိုရက်ကြည့်နေတဲ့မိန်းမတစ်ယောက်ကခြံစည်းဟိုးအပြင်ဘက်ကနေလက်စန့်ထုတ်ပြီးတစ်ခုခုပြနေပြန်ပါတယ်။ အရာကမနေညာသူစီလာတဲ့မိမလိုမျိုးလက်မှာအမှတ်သားရှိပြီးတော့လက်နဲ့ဆင်တူးတဲ့တင်ကြီးသားတစ်ခုလှုပ်ပြနေတာဖြစ်ပါတယ်။အဲနောက်မှာမက်ကကလဲခန်းနဲ့ဝင်လာတဲ့ခါမှာကလဲကထားကြည့်နေရာကနေထိုင်လျက်သားပြန်ပြုတ်ကျသွားပါတယ်။အဲနောက်ကလဲအန်ဂျင်နာကြောင့်မက်လည်းအန်ဖို့အတွက်ပြင်ဆင်ပေးလိုက်ပါတယ်။မက်တယောက်ပုံးချလိုက်တဲ့အချိန်မှာကလဲကသူ့အမဲတွေအန်နေတာတွေ့ရပြီးအယံကိုလန့်သွားပါတယ်။တကယ်တော့ထင်အောင်ထင်မှဖြစ်နေတာဖြစ်ပြီးတော့ကလဲကအစာရီပြန်အန်နေတာပါ။အဲကြောင့်မက်ရဲ့အမူအရာကိုကြည့်ပြီးတော့ကလဲလည်းရိတ်မိသွားပါတော့တယ်။ ။ကလေးကတော့မက်ဘာရီမြင်နေရလဲလို့မေးပြီးတော့အကူညီတောင်းတာဆက်ဆရာမလို့ဘူးလို့ပြောလိုက်တာပါ။ကလေးကတော့စိတ်ညစ်နေတဲ့မက်ကိုသူ့ကိုတေးချာကြည့်ခိုင်းပြီးတော့ဒါရီကနေတိုင်းလောက်မှာပဲလို့ပြောလိုက်ပါတယ်။မက်ကတော့ကလေးတက်တာလာကြောင်းကိစ္စမရှိဘူးလို့သာပြန်ပြီးတော့ပြောခဲ့ပါတယ်။အဲနောက်ဟေရိုကမက်နဲ့တွေ့တဲ့အခါမှာအခန်းပိုးတဲကအထုပ်ကြီးကဘာကြီးလဲလို့မေးလိုက်ပါတယ်။မက်ကလည်းဟေရိုဝင်မသွားခဲ့ဘူးထင်ခဲ့ပေမဲ့ဇဝဲဘော်ကဘောလုံးတွေ့ပြီးတော့ပေါက်ကွဲသွားပါတော့တယ်။မက်လည်းသူမဝင်နဲ့လို့ပြောထားရသားနဲ့ဝင်သွားတဲ့ဟေရိုကိုတင်းနေခဲ့တာပါ။ မက်ကအဲ့ဒီထုတ်ဟေရိုစကားသွားပြောလိုက်သေးလားလို့ပေးလိုက်ပါတယ်ဟေရိုလည်းသူ့အခန်းမိုးထဲကအထုတ်ကိုဟာသားတချို့ပြောခဲ့တယ်လို့ပြောလိုက်ပါတယ်အဲနောက်မက်ကဒုတိယစီကံဖြစ်တဲ့အထုတ်ကိုကြည်လာရောဟေရိုလှုပ်လိုက်သေးလားလို့မေးလိုက်တာပါဟေရိုကတော့တလောက်ထူးဆန်းနေရကြောင်းမကြည့်ဘူးတော့ခတ်တာပေါ့လို့ပြန်ဖြေလိုက်တာပါပြီးတော့မက်ကဟေရိုတယောက်အထုတ်ကိုကင်ကယ်သေးလားလို့မေးလိုက်တာကြောင့်ဟေရိုလည်းကင်ရင်ဘာဖြစ်မှာလဲလို့ပြန်မေးလိုက်ပါတယ်မက်ကတော့ဒေါသတွေထွက်ပြီးတော့အထုတ်ကိုကင်လားမကင်ဘူးလားဆိုရဖြေကအရေးကြီးနေပါပြီအဲတော့ဟေရိုလည်းသူမကင်ကယ်ကြောင်းစိတ်ဆိုးဆိုးနဲ့ပြန်ပြီးတော့ဖြေလိုက်ပါတယ် ဟဲလိုလဲကြောင်ချောက်ချားဖြစ်နေမက်ကိုကြည့်ပြီးတော့ဘာတွေဖြစ်နေရလဲနားမလည်နိုင်တော့ဘူးလို့ပြောလိုက်တာပါမက်ကတော့သူကသူ့မိန်းမကိုဘယ်တော့မှလက်ဆော့မှာမဟုတ်တာကိုနားလေဖို့ဟဲရိုကိုလက်ညှိုးထိုးပြီးပြောနေခဲ့ပါတော့တယ်ဟဲရိုကတော့သူကိုယ်တိုင်လည်းမက်ကိုလက်မဆော့ခိုင်းခဲ့သလိုမန်နီနဲ့အေးဆေးစိတ်လျှော့ဖို့လိုနေတယ်လို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့ဟဲရိုကဂလဲခန်းနာကိုရောက်လာခဲ့ပါတယ်ဟဲရိုကဂလဲတယောက်ဘာလို့များဆေးသွင်းတာရက်လိုက်တာလဲလို့မေးလိုက်ပါတယ်ဂလဲကတော့ဟဲရိုကိုကြည့်ပြီးတော့မက်အတွက်ဟဲရိုရှိနေပေးတာကိုဝမ်းသာမိတယ်လို့ပြောလိုက်တာပါ ကလေးကမန်းနားမှာဟေရိုးကိုဆက်ရှိနေခိုင်းပြီးတော့နောက်ဆိုပို့ပြီးတော့လိုအပ်လာလိမ့်မယ်လို့ပြောပါတယ်။ပြီးတော့မန်းပုံစံကမစ္စတာစလင်းနဲ့တူမန်းကလေးသိပေမဲ့လည်းမန်းနားမှာပဲရှိနေပေးဖို့ဟေရိုးကိုဆက်ပြီးတော့တောင်းဆိုလိုက်တာပါ။ဟေရိုးကတော့သူမေးတာမဖြေတဲ့ကလေးကိုဆက်မေးပေးမယ်လဲကလေးကခေါင်းခါနေခဲ့ပါတယ်။ဒုံနဲ့တိတ်မကြခင်မှာတော့မန်းဟာကလေးခန်းထဲလာပြီးတော့ကလေးနဲ့တူအယုတ်ဆက်နေခဲ့ပါတယ်။ကလေးတယောက်ယုတ်ဆက်နေနေပဲအမြဲလိုလိုမှောင်နေအပိုင်းတွေကပဲသူတို့ကိုဘာလို့ဒုက္ခပေးနေရလဲလို့မန်းကမေးလိုက်ပါတယ်။ မက်ကတော့အဲ့လိုမှောင်နေတဲ့အပိုင်းတွေကသာလမ်းပြောက်လွယ်တယ်လို့ပြောလိုက်တာပါအဲ့နောက်ကလေးကအပြင်ဘက်ကိုကြီးနေသူတို့နှစ်ယောက်အပြင်သွားကြည့်ကြမလားလို့မေးလိုက်ပါတယ်မက်ကတော့လောလောဆယ်အပြင်မှာအေးတာကြောင့်နောက်တစ်ပတ်နှွေးတဲ့အခါသူအပြင်ကိုခေါ်သွားပေးပါမယ်လို့ဂရီပေးလိုက်ပါတယ်အဲ့ချိန်အခန်းထောင်းကနေကလေးပုံစံတို့မိမတစ်ယောက်ပေါ်လာပြီးတော့မက်ကိုလာကြည့်နေပါတယ်အဲ့မိမမက်တို့အနာလာဖို့ကြိုးစားနေတာကြောင့်မက်လေဂရင်းဘောကဆင်းပြီးတော့ကလေးကိုအပြင်ခေါ်သွားဖို့ဝီချဲထုတ်လိုက်ပါတယ်ဒါပေမဲ့ဘာမှမမြင်ရတဲ့ကလေးကတော့သူ့ကိုအပြင်ခေါ်သွားမှာမလို့ပြောနေခဲ့ပါတယ် အဲနောက်မှာတော့ကလေးကသူတို့အရင်ကဒီလိုနေရာမှာနိုင်နေချီထိုင်ခဲ့ဘူးတာတွေကိုမက်ကိုပြန်ပြောပြနေပါတယ်။သူတို့ကဒီနေရာမှာပဲအရင်ကဆိုဝိုင်တော့အစားကောင်းတွေစားနေတချင်းကောင်းတွေနားထောင်ခဲ့ကြတာဖြစ်ပါတယ်။ပြီးတော့ဟယ်ရိုကအမြဲသူတို့ကိုနောက်ဆုံးဖန်တီးမှုတွေလုပ်ပြခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့မက်နဲ့ကလေးတို့ဟာရီမောနေကြရင်အရင်ကအကြောင်းတွေပြန်ပြီးတော့ပြောနေခဲ့ကြတာပါ။ကလေးကလည်းရီလာများသွားရင်မောပြီးတော့အန်ဂျင်လာတာကြောင့်အရွက်ကြီးကိုတောင်းနေရပါတယ်။မက်ကတော့ကလေးကိုစိုက်ကြည့်နေနဲ့ကလေးသတိထားမိသွားတဲ့အခါမှာတော့ဗရင်းမောင်းနားကိုထားသွားခဲ့ပါတယ်။ ဒိုရဲမန်ဟာပရင်းမောက်လိုက်ကောက်ဖဲကြီးလိုက်တဲ့အခါမှာကားဘေးမှာပုံနေတဲ့မနက်ကထွေးလိုက်တဲ့မိမဟာသူ့ကိုလက်လန်းပြနေခဲ့ပါလေ။အားကြောင့်မက်လေကလေးကိုအပြင်မထုတ်ပဲဂရီမောပြန်ခေါ်သွားရပါတော့တယ်။အဲနောက်မှာတော့ဘယ်ကမှမသိတဲ့ဖုန်းကောတွေဇက်တိုက်လာနေပေမဲ့မက်ကမကင်မဲနဲ့ပြစ်ထားလိုက်ပါလေ။ဒိမ့်မချခင်မှာအိမ်ကိုပါဆယ်ဘူးရောက်လာပြီးတော့ဘက်လေအိမ်ထဲကိုယူလာခဲ့လိုက်ပါလေ။အဲလိုနဲ့မက်ကပါဆယ်ဘူးကိုဖွင့်ပေါက်လိုက်တဲ့အခါမှာတော့သပင်းတွေအများကြီးထည့်ထားတာကိုတွေ့လိုက်ရပါတော့တယ်။မက်လေသပင်းတွေကိုဖယ်လိုက်တော့သွေးပဲတွေနဲ့ပေနေတဲ့ကလေးရဲ့ခေါင်းကိုတွေ့လိုက်ရပြီး အဲ့ဒီခေါင်းကထအော်တန်းကြောင့်မတ်လေလက်ပြီးတော့ပုံကိုဝေကိုလွတ်ပြစ်လိုက်ရပါလေအဲ့နောက်မှာမတ်ဟာကြမ်းမြေပေါ်မှာကြာနေတယ်ပုံကိုယူကြည့်လိုက်တဲ့အခါမှာတော့သူနဲ့ကလေးရဲ့ပုံလေးဖြစ်နေအောင်တွေးလိုက်ရပါတော့တယ်စိန်ညပြီးတော့ငိုကြွေးမိတဲ့အထိဖြစ်နေတဲ့မတ်ဟာအေဗက်ကိုဖုန်းဆက်လိုက်ပါတော့တယ်အေဗက်ကဖုန်းမကင်နိုင်တော့မတ်ဟာတောင်းပန်နေပြီးတော့သူ့ကိုပြန်ဆက်ပေးဖို့အတန်မက်ဆေ့ချန်ထားခဲ့လိုက်ပါလေအဲ့နောက်မှာတော့ထပ်ဖြစ်နေပြန်ပြီလားဆိုတဲ့အတန်တစ်ခုကိုမတ်ဟာဖုန်းလေးကနေပြက်ပြက်သားသားကြားလိုက်ရပါလေမတ်လည်းဖုန်းကိုချပစ်လိုက်ပြီးတော့အဲ့နောက်မှာတော့ အခန်းပိုတဲကနေမက်ဆီကိုဘောလုံးလေးလုံးကလိမ့်လာခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ကလဲဟာဝီးချဲနဲ့သူ့ဟာသူထွက်လာတာကြောင့်မက်လည်းဝီးချဲပေါ်ဘလို့တက်လိုက်တာလေးလို့မေးလိုက်ပါတယ်။အဲတော့ကလဲလည်းသူ့လုံးနိုင်တာကိုယောက်ျားဖြစ်သူကိုလှုပ်ပြလိုက်ပါတော့တယ်။အရင်ကဆိုထားတော့မထနိုင်တဲ့ကလဲကအခုတော့ရုတ်တရက်ကြီးပြန်ထလာနိုင်ခဲ့ပါပြီ။ကလဲကတော့ဝမ်းသာနေနဲ့မုတ်လုံးနေတဲ့ဘက်ကိုဝင်ကူညီပေးမယ်လို့ပြောလိုက်ပါတယ်။အဲတော့ငါပြောသေးပါမို့လို့ဖို့ဂျိုးစားနေတဲ့မက်ကိုကလဲကအရင်တိုင်းပဲကူညီပါတယ်။မက်လီးထားတဲ့ငါပြောသေးတွေကိုကင်ဖို့ဂျိုးစားနေကလဲရဲ့လက်ဟာတရေလက်လိုဖြစ်နေခဲ့ပါတယ်။ အဲနောက်မြင်နေရတဲ့မတ်ဟာစိတ်မထိန်နိုင်ပဲပစ္စည်းယူသလိုနဲ့ကလေးကိုကြောပေးထားလိုက်ပါလေကလေးကတော့တရေမှပုံစံဖြစ်နေခဲ့ပြီးတော့သူခံစားနေရတာတွေမတူတော့တဲ့အကြောင်းမတ်ကိုလှမ်းပြောနေခဲ့တာပါကလေးဟာသူ့အတွင်းထဲမှာတခုခုပြောင်းလဲသွားသလိုမျိုးတက်တာလာနေတယ်လို့မတ်ကိုပြောလိုက်ပါလေတဖေးနဲ့လာထိနေတဲ့တရေပုံစံကလေးရဲ့လက်ကိုမြင်ပြီးတော့မတ်လည်းသူ့ကိုလာမထိဖို့អော်လိုက်ပါလေတကယ်တော့ကလေးကအနောက်မှာရှိနေပြီးတော့သူ့ကိုអော်တယ်ထင်နဲ့စိတ်ဆိုးသွားပါလေကလေးကတော့လာနောက်ဆက်မိတာကိုတောင်းပန်နေပြီးတော့သူ့ဘာသာပဲသွားသေးလိုက်မယ်လို့ပြောဆိုသွားပါလေ အဲညမှာတော့မက်ကကလေးအိပ်ပြောမပြောလာကြည့်ပြီးတော့တယောက်စီကိုဖုန်းဆက်ဖို့စူးစမ်းနေပါလေဒါပေမဲ့တကားကောက်တန်းကြားပြီးတော့မက်လည်းအံ့ဩသွားပါတော့တယ်တရီဝရီယာနဲ့ဖွင့်ဖို့စူးစမ်းနေမက်ကိုဟေရိုလည်းအပြေးမှာအေးတာတော့အမြန်ပေးဝင်ဖို့ပြောလိုက်တာပါအဲနောက်ဟေရိုကမက်နဲ့အရက်လာတော့ပြီးတော့သူ့နေရာသူမနေမိလို့တောင်းမှန်လိုက်ပါတယ်ဒါပေမဲ့လည်းဟေရိုကသူကအမြဲမက်အတွက်ရှိနေပေးမယ်လို့ဂရီပေးနေပါတယ်အဲနောက်မက်လည်းဟိုနေ့တညကဟေရိုပြောတဲ့အိမ်မီကိစ္စကိုပြန်ပြီးတော့မေးလိုက်တာပါဟေရိုပြောခဲ့တဲ့အိမ်မီသူ့သားကိုတွေ့တယ်ဆိုတာကစုံမီမလားလို့မက်ကမေးလိုက်ပါတယ် ဟယ်ရိုလည်းအချိန်တိုင်းပဲလို့ပြောလိုက်တာကြောင့်မတ်လည်းသူပြင်တွေ့နေရတဲ့ကလေးအကြောင်းပြောပြလိုက်တာပါဟယ်ရိုကတော့မတ်တယောက်တည်းအချိန်ကြာကြာနေလိုပဲလို့ပြောလိုက်ပါတယ်အဲဒါကြောင့်မတ်လည်းသူများယူသွားတာလားလို့ဟယ်ရိုကိုမေးလိုက်တာပါဟယ်ရိုကတော့မတ်ရဲ့အခုချိန်လေးကယူနိုင်တယ်လို့ပြောလိုက်ပြီးမတ်ဟာထင်းလောက်ခံမမခတ်ဘူးလို့ပြောလိုက်တာပါပြီးတော့ဟယ်ရိုကမတ်ဟာကိုယ်တိုင်ကပြောဖို့လိုတာတွေကိုပြောအပ်ခန့်နေတာပါပဲလို့ပြောလိုက်ပါတယ်အဲဒါကြောင့်မတ်လည်းစဉ်းစားနေခင်းနေပြီးခဲ့တဲ့18လကသူတို့ဘဝရဲ့စိတ်ညစ်ရဆုံးအချိန်တွေအကြောင်းပြန်ပြောနေခဲ့ပါတယ် အဲတုန်းကသူတို့တွေကဆက်စားချင်းအောင်မြင်ခဲ့တာပြီးတော့အိမ်ဝယ်ကားကောင်းစားတွေဝယ်စီစဉ်တဲ့ခီးစဉ်တွေကလေးယူဖို့တော့မှပြောခဲ့ကြတာဖြစ်ပါတယ်။ဟယ်ရိုကတော့ခေါင်းခါရိုင်းနဲ့မတ်တဘွားလုံးတူတူရှိရမယ့်သူကအသက်32နှစ်ကနေစပြီးတော့တေးဖို့ဖြစ်လာတာပဲလို့ပြောလိုက်ပါတယ်။ဒါမဲ့ကလေးကအသက်30အရွယ်တည်းကနေစပြီးတော့ယောဂါဖြစ်ခဲ့ပေမဲ့မတ်ကမကြည့်တတ်တာကြောင့်မသိခဲ့ရပါဘူး။အဲ့တော့သူတို့နှစ်ယောက်ကဘွားရဲ့ကျန်းတဲ့ဒန်ရီအကြောင်းကိုပြောဆိုပြီးတော့ဘွားဟာသူတို့ဒီလိုကိစ္စတွေအတွက်မပြင်ဆင်ပေးဘူးလို့မက်ကပြောလိုက်ပါတယ် မက်ကာရိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့စကားဝိုင်းတွေနှစ်သိမ့်ဆွေးနွေးတာတွေပြင်ဘုရားကျောင်းသွားတာမျိုးတွေတောင်လောက်ခဲ့ပြီးတော့အကုန်လုံးလောက်ခဲ့မိတဲ့အကြောင်းပြောနေခဲ့ပါတယ်။ဒါကိုဖြေပြောင်းခြင်းနဲ့မက်ကခိုင်းတွေမူရစေးတွေအကုန်လုံးကဗလာဖြစ်နေပြီးတော့ကဲမရတာတည်သွားခဲ့ပါတယ်။ဒါမဲ့မက်ထွက်ကတော့အဲ့အတူရောင်တွေကစိတ်သက်ထိုးကြတဲ့ချိန်မှာဘာမှသိပ်ပြီးတော့မဆွဲဆောင်နိုင်တော့လို့ခံစားလိုက်ရပါတယ်။အဲ့ဒါကြောင့်လဲဒီလိုတွေမြင်လာတာလို့မက်ကပြောလိုက်ပါတယ်။ဟယ်လိုကတော့တီးကြံပြောတတ်ပေမဲ့တနီးမုတ်တနီးနဲ့တော့ဖြစ်သွားပါလိမ့်မယ်လို့မက်ကိုဖြောင်းပြပေးလိုက်ပါတယ်။ အဲ့တော့မက်ကပေါင်မှုမှာစားကလေးရေးထားတာကိုတွေးလိုက်ရပါလိမ့်မက်လည်းကလေးခန်းထဲဝင်ကြည့်တဲ့အခါမှာကလေးကလက်ကောက်ကိုလှီတာတာတွေးလိုက်ရပါတော့တယ်အဲ့ဒါကြောင့်မက်လည်းဒန်အကိုလှုပ်ပေးနေတဲ့လူနာတင်ရင်တို့အမြန်ခေါ်နေခဲ့ပါလိမ့်ဒါပေမဲ့ဖုန်းထဲမှာတော့ကလေးကိုရေးဖို့စီခေါ်သွားဖို့ပြောလိုက်တာပါမက်လည်းအံဩသွားပြီးတော့ကလေးနာမည်ဘလို့သိနေရလဲလို့မေးလိုက်ပါတယ်တပတ်ဖုန်းထဲကတော့မက်ဒီလိုအချိန်ဖြုံးနေကိုလက်ကောက်ကိုလှီလိုက်ဖို့ပြောလိုက်ပါတယ်အဲ့တော့ဖုန်းထဲကလူကကလေးဟာမက်နဲ့ဝေးအောင်သွားဖို့သူ့လက်ကောက်ကိုသူလှီသွားတာလို့ပြောလိုက်ပါတယ်ပြီးတော့ဖုန်းထဲကလူကသူအပုံနဲ့ရနေရလို့ပြောပြီးတော့ အဲ့ဒါကိုကလဲနာကြောင်လို့ဖို့အိမ်ထဲယူလာလားလို့မေးလိုက်ပါတယ်အဲ့ဒါရိကြောင်ပဲကလဲကသူ့ကိုသူကဲတင်လိုက်တာလို့ပြောလိုက်ပါတယ်အနောက်ကနေတင်နေတဲ့ကလဲကလည်းတဖြည်းဖြည်းရွေ့သွားပြီမတ်ကတော့မမြင်လိုက်ပါဘူးဖုန်းထဲကမိမတော့အဲ့ဒီအပုံနိုင်ကအထဲရောက်နေပြီနေရာယူနေပြီလို့ပြောလိုက်တာပါမတ်ကတော့ညင်းနေပြီးတော့သူကလဲကိုနာကြောင်ပဲတော့မှမလုပ်ဘူးလို့ပြန်ပြောပါတယ်ဖုန်းထဲကလူကတော့မတ်လောက်တာလို့ပြောပြီးတော့မတ်ကိုလက်ထဲကအရာကိုကြည်ခိုင်းလိုက်ပါတယ်အဲ့ဒါကြောင့်မတ်ငုံကြည့်လိုက်တဲ့အခါမှာဘဲကမှမသိရောက်နေတဲ့ဓာတ်ကိုတွေးလိုက်ပြီးတော့ရုပ်တရက်မတ်ကိုအနောက်ကနေဆောင်းနေအုပ်လိုက်ပါတယ် အချိန်မက်လေးလန်နိုးလာပြီးတော့အခန်းတကားဝါမှာကလဲကိုတွေ့တာတော့မီးဖွင်းလိုက်ပါတယ်ကလဲကလည်းမက်လန်သွားတာကိုကြည့်ပြီးတော့သူလာတာလန်သွားတာလားလို့မေးလိုက်တာပါအဲ့နောက်မှတော့မက်ကသူ့စီလာခဲ့တဲ့ကလဲကိုဘာလို့အဲ့လိုလဲလို့မေးလိုက်ပါတယ်ကလဲကတော့အပြောင်းလဲဖြစ်အောင်သူ့ရဲ့တကယ်ကရင်မှာလာအိတ်တာပါလို့ပြောလိုက်ပါတယ်အဲ့နောက်တူတူလာတဲ့ကလဲကိုမက်လည်းခတ်ဖွားဖွားသာဖက်အိတ်နေလိုက်ပါတယ်ကလဲကတော့သူအောက်မှာနေတာကြာသွားတော့အိမ်ဆိုတာဘာလဲတော့မေးနေပြီလို့ပြောလိုက်တာပါအဲ့နောက်ကလဲနဲ့မက်ကပြန်မရနိုင်တဲ့လွေးထွေးမှုတွေကိုအခုမှအပြေဝခံစားနေရင်ကလဲကတော့မောဟိုက်လာပြန်ပါတယ် ကလေးကလည်းသူ့ကိုအချိန်ပေးဖို့မက်ကိုပြောပြီးတော့ရေချိုးကန်းနဲ့ဝင်သွားပါတော့တယ်အဲ့ချိန်မှာဖုန်းဝင်လာပြီးတော့အထာကကလေးရဲ့ဖုန်းဖြစ်နေခဲ့ပါတယ်မက်ကလည်းဖုန်းမခေါ်ရလားလို့မေးတာကြောင့်ကလေးကကြောင်တောင်တောင်ဖြစ်နေတာပါအဲ့တော့မက်လည်းခုနသူ့ခန်းကိုလာတာကလေးအစ်မဟုံမန်းကိုတီးရွာခဲ့ပါတော့တယ်ကလေးကတော့အခုထိအောက်ထပ်အခန်းထဲမှာပဲရှိနေပြီးမက်ကိုအချိုးရတဘူးလောက်ယူခိုင်းစေချင်တာကြောင့်ဖုန်းလန်းဆက်ခဲ့တာဖြစ်ပါတယ်မက်လည်းအမှလန့်သွားပြီးတော့ဖုန်းမဆက်မပြောနိုင်ပဲလွတ်ချခဲ့ပါတော့တယ်အဲ့တော့မက်ကခေါရတဲ့အောင်ယူပြီးတော့ရေချိုးကန်းတကားနားကိုသွားလိုက်ပါတယ် မလဲသတိထားပြီးတော့တကားကိုဖွင့်လိုက်တဲ့အခါမှာဘေးစင်ထဲမှာမင်းအောင်အကြီးတွေအန်လာတာတွေ့လိုက်ရပြီလို့တပ်ပုံမှလည်းပေပွားနေခဲ့တာပါအဲတော့မက်ဟာအောက်ထပ်ကိုစင်းလာပြီးတော့ကလေးကိုလမ်းလျှောက်သွားမနေသေးဘူးလို့ပြောလိုက်ပါတယ်ကလေးကတော့မက်ကြောင်ခြောက်ခြားဖြစ်နေလို့ထင်တာကြောင့်မက်ကိုအိတ်ရတယ်ပြန်သွားခိုင်းနေခဲ့တာပါမက်လည်းကလေးကိုလာပြောနေနဲ့ခုံပွား vape ကိုတွေ့သွားခဲ့ပါတယ်မက်ကတော့ဒေါသထွက်ပြီးကလေးကိုမေးနေခဲ့တာပါအဲတော့မှတော့မက်ကကလေးကစေးလေးတောင်းမရတဲ့ပြင်အခုလိုအစုတ်ထဲကိုမကောင်းတာတွေထည့်လို့မရဘူးလို့ပြောလိုက်ပါတယ် အဲလိုနဲ့ကလေးကလည်းဒေါသထွက်လာပြီးတော့မတ်ဒီလိုနေလုံနေစကားမပြောချင်တာကြောင့်အခန်းထဲပြန်သွားဖို့ပဲပြောလိုက်တော့တာပါမတ်လည်းဒေါသထွက်ပြီးတော့ကလေးကိုသေချင်နေလို့လာလို့ပြန်ပြီးတော့မေးလိုက်ပါတယ်အဲနောက်မတ်ကတောင်းပန်ပြီးမဲ့ကလေးကတော့ထပ်ပြီးတော့စကားပြောချင်စိတ်မရှိတော့တာကြောင့်မတ်ကိုထွက်ပေးသွားခိုင်းလိုက်တာပါဒိုနဲ့မတ်တယောက်စိတ်ညစ်နေအပြင်ထွက်လာတော့သူ့ကိုရင်လိုလက်ပြနေကြကောင်မလေးကအိမ်ထဲဝင်ပြေးသွားတာကြောင့်လိုက်ဖမ်းနေရပါတယ်အဲကောင်မလေးကအပေါ်တက်လေကနေသူ့ရှေ့ပေါ်လာပြီးတော့မတ်အလှဲ့ပေးလို့ပြောလိုက်ပါတယ်ဒိုနဲ့မတ်လည်းအဲ့ဒါကိုလိုက်ရှာရင်မြေအောက်ထပ်တဲကိုရောက်လာပါတော့တယ် ကောင်မလေးကနောက်တစ်ခါလေကားနားမှာထပ်ပေါ်လာပြီးတော့အိတ်ထားတဲ့အခန်းထဲကိုဝင်ပြေးသွားပါတယ်။မလည်းအခန်းထဲကိုမီးထိုးပြီးကြီးလိုက်တော့ရုတ်တဲ့အိတ်ကြီးကလှုပ်လာပြီးတော့အိတ်ထဲကနေလက်ကြီးထွက်လာပါတော့တယ်။အဲနောက်အိတ်ကိုသေးသာကြည့်တဲ့မတ်ကိုကောင်မလေးဟာအတွင်းမှာအခန်းကနေခြောက်လိုက်ပြီးတော့ပျောက်သွားပြန်ပါတယ်။ဂျိုးနဲ့မတ်လည်းသေးသာရှာပြီးတဲ့နောက်မှာတော့သူခန်းထဲသူပြန်လာပြီးတော့စိတ်တွေရှုံနေခဲ့ပါတယ်။ဒါမဲ့တကားအောက်ကနေလက်ကြီးတစ်ဖက်ကဝင်ကျင်နေပြီးကောင်မလေးကသူ့ကိုပေးဝင်ပါလို့အချိန်ချင်းပြောနေခဲ့ပါတယ်။မလည်းစိတ်တွေအရင်ညစ်လာတော့ရေချိုးကန်းထဲမှာအကြာကြီးရေချိုးနေခဲ့ပါတယ်။ နောင်နေမနက်မှာတော့မတ်ဟာကလဲခန်းထဲလာပြီးမဲ့ကလဲကရှိမနေပါဘူး။အဲဒါကြောင့်မတ်လည်းတိန်လုံးမှလိုက်ရှာနေတဲ့ကလဲရဲ့ခေါ်သံကိုကြားလိုက်ရပါတယ်။ကလဲကသူ့အောက်ထပ်မှာရှိတယ်လို့ပြောတာကြောင့်မတ်လည်းအောက်ကိုပြေးဆင်းသွားပါတယ်။မတ်အောက်ထပ်ရောက်တော့စတူဒီယိုကိုကြည့်နေခဲ့တဲ့ကလဲဟာတော်တော်လေးကြည်ကောင်းနေခဲ့ပြီးလှပတဲ့သပင်တွေရှိနေရှိနေခဲ့ပါတယ်။ကလဲကတော့မတ်ကိုဖတ်ပြီးတော့ဒါဒီလာတွေထဲမှာရောက်ခင်းသမျှအဝေးဆုံးပဲလို့ပြောလိုက်ပါတယ်။မတ်ကတော့တောင်းပန်ပါတယ်လို့ပဲပြောနိုင်ခဲ့ပြီးကလဲကသူ့အတွက်လှုပ်ပေးထားတာတွေကိုပျော်ပြီးတော့ကြည့်နေခဲ့ပါတယ်။ အဲနာမှာတော့ကလဲကအိမ်ရင်းစတူဒီယိုကိုအားသိနေပြီးတော့ကလဲကိုအကောင်းဆုံးဂီတတွေလှုပ်ဖို့ပြောလိုက်တာပါကလဲကလည်းသူတေကန်နီးဖြစ်နေတော့မဲလို့မက်ကိုပြောပြီးတော့ဒီနေ့ကပြောဖို့ကောင်းတာပဲရှိတယ်လို့ပြောလိုက်ပါတယ်မက်ကတော့သူပြောခဲ့တဲ့အကူအညီဖြစ်စေတဲ့အရာကနေပေးဆက်ရမှာဘာပဲဖြစ်ဖြစ်အခုတော့ကလဲအောင်မြင်သွားတဲ့အတွက်ရေးမကြည့်တော့ဘူးလို့ပြောလိုက်တာပါကလဲကလူတိုင်းကဘာလို့သူ့ကိုစိတ်မသွင်းတာလဲနဲ့ဖြော်ရည်တွေတောက်တာလဲမေးကြောင်းမက်ကိုပြောလိုက်ပါတယ်ကလဲကတော့ယောဂါပျောက်တာမဟုတ်ပဲသူနာပေမဲ့အစဉ်ပြောင်းလုံနိုင်ခဲ့တယ်လို့ပြောလိုက်တာပါ အဲနောက်ဆောင်မဂွမ်းကဖုန်းဆက်ပြီးတော့သွေးနမူနာပြောင်းနေတော့မတ်ကိုလှမ်းပြီးတော့ပြောပါတော့တယ်။အဲချိန်ကလေးကအိတ်ထားတဲ့အခန်းထဲကိုရောက်သွားပါတော့တယ်။တပတ်မှလည်းဂွမ်းကတော့ပြဿနာရှာနေပြီးတော့မတ်ကိုပလေးဆေးဆစ်နေခဲ့တာပါ။အခန်းထဲကကလေးကတော့အိတ်ကိုသေးချာကြည့်ပြီးတော့ကင်မိုးလုံနေခဲ့ပါတယ်။အဲနောက်ကလေးကလဲကျသွားတာကြောင့်မတ်ကတော့အခန်းထဲကိုပွေ့ချီပြီးတော့ပြန်ခေါ်လာခဲ့ရပါတယ်။မတ်ကကလေးခန်းထွက်မဲ့အချိန်မှာထပ်ဖြစ်နေပြန်ပြီဆိုတဲ့စကားတန်ကိုကြားနေခဲ့ပါတယ်။အဲနောက်မတ်ဟာအိတ်ထုပ်ကိုရွှေ့လာပြီးတော့ Everlam ရင်အိတ်ကို platform ပေါ်မှာပစ်ထားလိုက်မယ်လို့ပြောလိုက်ပါတယ်။ ဲနောက်မှာတော့မက်ကဘားကိုလာပြီးတော့လီလီကိုခေါ်လိုက်ပါတယ်မက်ကတော့လီလီအဲဖက်ကိုတွေ့လာလို့မေးလိုက်ပြီး "तू အဲဖက်ကိုဘယ်တော့မှရှာမတွေ့နိုင်တော့ဘူး"လို့ပြောပြီးတော့စိတ်သက်ကြနေခဲ့ပါတယ်ဂျိုနဲ့လီလီကမက်ကိုကူညီပေးပြီးတော့မြင်ကွင်းမှာပုန်းနေတဲ့ကိစ္စကိုဖော်ထုတ်လိုက်ပါတယ်အဲနောက်မက်ဟာအိမ်တစ်ခုကိုရောက်လာပြီးတော့အဲ့ဒါဟာသူ့ကိုလက်ပြနေကြမိန်းကလေးပါပဲကောင်မလေးကတော့မက်ကိုတိနေခဲ့ပြီးတော့တင်းနီးနဲ့သူ့ဖေမြေအောင်ခဲထဲမှာလက်စားတတ်နေပြီလို့ပြောလိုက်ပါတယ်အဲနောက်မက်ကိုခေါ်ပြီးတော့သူ့ဖေပြီးတာနဲ့တက်လာမှလို့ထိုင်ဆောင်ခိုင်းပါတယ် ကောင်မလေးကတော့ဒူလူနေတာကြာပြီဖြစ်ပြီးတော့ခုဆိုရင်သူရောကတော်လေးတတ်တာနေပါပြီအဲနောက်လက်ဖက်ကြီးဖြောဖို့ထွက်သွားတယ်ကောင်မလေးကိုမက်ကလှမ်းကြည့်လိုက်ပါတယ်ဒူနဲ့ကောင်မလေးကမက်ကိုအဲခံနေနဲ့ဘလူးတော့အင်ယာကိုတွားချောင်းပြောလိုက်ပါတယ်မက်လည်းကောင်မလေးကိုသူ့အိမ်မှာတွေ့ချောင်းပြောလိုက်တော့ကောင်မလေးကလည်းသူ့အိမ်မှာထဲမှာမက်ခဏခဏပါတယ်အချောင်းကိုပြောလိုက်ပါတယ်ကောင်မလေးကတော့ပက်ကီဖြစ်ပြီးတော့အိမ်ရှိမှလှုပ်ပြနေကြလက်အမူအရာတွေကိုထတ်လုပ်ပြီးသူတို့ကိုတန်းစင်မို့ဘာလို့ရွေးလဲဆိုတာသိအောင်မက်ကိုပြောပြနေပါတယ်အဲဒီအချိန်မှာအဲဖက်ရောက်လာပြီးတော့အဲဖက်ကတော့ မတ်သူဘာသာနားလေသွားမှာမလို့ဘက်ကီးကိုထွက်သွားခိုင်းလိုက်ပါတယ်။အဲနောက်အဖက်ကမတ်အနေနဲ့နောက်ဆုံးရမလို့အိမ်မှာရှိနေသင့်တယ်လို့ပြောလိုက်တာပါ။မတ်လည်းသူဖြစ်နေတဲ့ထူးခြားဖြစ်စဉ်တွေကိုပြောပြလိုက်ပါတယ်။အဖက်ကတော့အခုကြုံနေရတာတွေကပေးဆပ်မှုရဲ့တဝက်ပဲဖြစ်ပြီးကြောက်လန့်မှုတွေကအစီရင်ရဲ့ဒစိမ့်တစ်ပိုင်းပဲလို့ပြောလိုက်ပါတယ်။မတ်လည်းအိမ်ထဲမှာရှိနေရပါလေလို့မေးလိုက်တာကြောင့်အဖက်ကတော့ရှောင်လွှဲလို့မရတဲ့အရာပဲလို့ပြောလိုက်ပါတယ်။အဖက်ကတော့မတ်ကကလေးကိုပြန်လို့ချင်ခဲ့တာကြောင့်အလိုက်အသင်းတော့ပြောင်းလဲပေးရမယ်လို့ပြောလိုက်တာပါ။ ပြီးတော့ကလေးကမက်ကိုပို့လို့အပ်တဲ့တော့မက်အနစ်နာခံရမယ်လို့ပြောလိုက်ပါတယ်။အဲဒီမှာတော့မက်က Ever အင်အောင်မှရှိနေအရာကို Ever ကကြီးကွင်းပြလိုက်တာကြောင့်တွားပြီးတော့ကြည်ပါတော့တယ်။မက်ကတဖေးဖေးချင်းအောက်ကိုဆင်းသွားပြီးတော့အောက်ထပ်ကိုရောက်တဲ့အခါမှာတော့တရေတကောင်လိုပြုတ်မှုနေတဲ့ပက်ကီကိုတွေးလိုက်တာကြောင့်ထွက်ပြေးလာပါတယ်။ Ever ကတော့အချိန်ရောက်လာရင်ကလေးကိုလည်းအဲ့လိုထဲပို့ပြောလိုက်ပါတယ်။မက်အင်ရောက်တဲ့အခါမှာတော့ဟယ်လိုလဲစောင့်နေပြီးဈေးဝင်တူသွားဖို့ခေါ်လိုက်ပါတယ်။ကလေးခန့်ကိုဖွင့်ကြည့်တော့ကလေးကအိယာပေါ်မှာပဲတေအဆုံးနေခဲ့ပါတယ်။ဒါမဲ့လက်မခံနိုင်တဲ့မက်ကတော့အထုပ်ကိုကလေးအခန်းထဲကို ကူချွေခိုင်းပါတယ်အဲနောက်ဟယ်ရိုနဲ့မတ်တို့အထုပ်ကိုကလဲခန်းနဲ့ထည့်လိုက်ပြီးတော့ကလဲကိုပါမားဖို့ပြောနေပါတယ်ဟယ်ရိုကတော့မတ်လုံးနေရာတွေကမားနေလို့ပြောပေမဲ့မတ်ကတော့အတင်းပဲကူညီခိုင်းတာပါဟယ်ရိုကတော့မကူညီပဲကြည့်နေပြီးတော့မတ်ကတော့အထုပ်ထဲကိုကလဲကိုချီထည့်ပြီးတော့ပိတ်လိုက်ပါတယ်အထုပ်ကမလုံရှားလာတာကြောင့်မတ်ကတော့အပြင်မှာသွားငိုနေခဲ့ပါတယ်ဒါမဲ့ခန်းထဲမှာကြံခဲ့တဲ့ဟယ်ရိုကတော့အထုပ်လုံနေရာမီပြီးတော့ကြောက်လန့်နေကြဖြစ်နေခဲ့ပါတယ်အဲနောက်ဟယ်ရိုအော်တန်ကြောင့်မတ်လည်းပြေးလာပြီးတော့ဟယ်ရိုကတော့ကုတ်ချီယာရီနဲ့သွေးလိမ့်လိမ့်ထကတေအဆုံးသွားခဲ့ပါပြီ အဲ့နောက်အစီရင်ကြောင်းဖြစ်လာတဲ့တကယ်ကလည်းဘတ်စီကိုလာပြီးတော့စားဖို့လှုပ်ပါတော့တယ်မက်ကတော့ရှောင်းပြေးနဲ့ကလဲခန်းထဲမှာပုံကတကားပိတ်ထားလိုက်ပါတယ်ဒါမဲ့အနောက်ကနေပေါ်လာတာကြောင့်မက်လည်းအပေါ်တက်ပြေးပါတယ်သူပုံနေတော့တကယ်လက်ဟာတကားအောက်ကနေထွက်လာတာကိုမြင်လာတာကြောင့်လန့်ပြီးတော့လဲကြရင်းနဲ့ကျမ်းမီနဲ့ခေါင်းကြိုက်ကသတိမိတ်သွားပါတော့တယ်သူတတိယလာရဲ့ခါမှာတော့တကယ်လည်းဘေးမှာရှိနေပြီးတော့အသစ်ပြန်ပေါက်ဖွားနေတဲ့ကလဲကသူ့ကိုမက်ကယ်လိုက်တာလို့လည်းပြောနေခဲ့ပါတယ်အဲ့နောက်ကလဲကသူ့ကိုနမ်းလိုက်လို့လှုပ်လိုက်တဲ့တော့မက်လည်းအသက်ရှူကျက်ပြီးတော့သူ့အမဲတွေအန်ထွက်လာခဲ့ပါတယ် ဒါမဲ့မတ်ကလဲမကြခင်ဆရာအောင်မဂွန်စီကိုဖုန်းဆက်ခဲ့တာကြောင့်ဂွန်ကအိမ်ကိုရောက်ချလာပါတယ်။ဂွန်ကတော့ဖုန်းဆက်ပြီးတော့ကူညီတောင်းခဲ့တဲ့မတ်ကိုလာကြည့်လာလို့ပြောလိုက်ပါတယ်။ဂွန်အိမ်ထဲကိုရောက်လာတဲ့ခါမှာတော့လက်ဖက်ရည်တောက်ဖို့အတွက်မတ်ကဧည့်ခံပါတယ်။အဲနောက်ဂွန်ကတော့ကလဲအချိန်မကြံတော့တာပြောပြီးမတ်ကိုဖြောင်းပြလိုက်ပါတယ်။မတ်ကတော့လူတယောက်ကဂွန်စီလာပြီးတော့တခုခုစူတောင်းခိုင်းရင်ဘာလို့စူတောင်းမလဲလို့မေးလိုက်တာပါ။တကယ်လို့မြတ်တောင်မွေးကိုနှုတ်ပြီးတော့ပန်းလိုမျိုးလေထဲမှာမှုတ်စူတောင်းမှပြိမယ်ဆိုရင်ဂွန်ရောဘာလို့မလဲလို့မေးလိုက်ပါတယ်။ဂွန်ကတော့ရှင်းရင်းလင်းလင်းပဲစူတောင်းဆိုတာမရှိဘူးလို့ပဲပြောလိုက်တာပါ။ ိုင်နောက်ကွမ်းကိုမတ်စကားပြောနေတော့ကလဲကစပြီးတော့လှုပ်ရှားနေပါပြီ။ကွမ်းလဲကလဲကိုဝင်မကြည့်တာကြားလို့ဝင်ကြည့်နေတယ်။ကလဲခန်းထဲကထုတ်ကြီးကိုတွေးလိုက်ရပါတယ်။အိုင်နောက်မတ်ကိုလန်ခေါ်နေတဲ့ကွမ်းကိုကလဲကအထစ်တက်ပိုင်းပြီးတော့စားပြစ်လိုက်ပါတော့တယ်။အဲ့လိုနဲ့လီလီကတော့မတ်နဲ့စကားပြောနေပြီးအမေဖြစ်သူကိုကယ်မာလားလို့မေးလိုက်ပါတယ်။လီလီကလည်းဘာပဲလှုပ်ရလှုပ်ရလှုပ်မယ်လို့ပြောနေပြီးတော့နောက်တနအိနေလာယူမယ်လို့မတ်ကိုဂရီပေးလိုက်ပါတယ်။အိုင်နောက်မတ်ကလီလီတို့ဘာမှပြန်ရှင်တန်လာတဲ့ကလဲနဲ့တူအောင်ပွဲခံနေရင်းနေပဲ။

ီးတော့ကျွန်တော် channel ကို subscribe လုပ်ထားပြီးတော့ခေါင်းလောင်းလို့နှိပ်ပေးထားပါအောင်နောက်နေ့ဇက်ကားတွေတောက်လျှောက်တင်တဲ့အခါမှာသိနိုင်အောင်လို့ပါဆိုတော့ဒီနေ့မှာအစားကနေအဆုံးထိလိုက်ပါကြည့်ကြည့်အားပေးခဲ့တဲ့ချိန်မေးကြပြည့်တဲ့တောင်ချင်းသာကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ